restaurant တွေမှာ waiter position နဲ့အလုပ်လုပ်နေတဲ့သူတွေရှင်ဒီ video လေးကိုစောင့်ကြည့်ပေးမယ်နော် ready to order ready to order ဆိုရင်ဟလာမှာဖို့အဆင်သင့်ဖြစ်ပြီလားပေါ့နော် are you ready to order ဒါမှမဟုတ် ready to order what would you like what would you like တဲ့ဘေးကမင်းဘာကြိုက်လဲလို့ပြောတာမဟုတ်နော် would you like အဲ့မှာ would like တဲ့ဘေးကဟလာဘာစားချင်လဲဘာတောက်ချင်လဲလို့ပြောတာ what would you like ဘာစားမှာလဲဘာတောက်မှာလဲလို့မေးတာ ဘာကြိုက်လဲလို့ပြောချင်တယ်ဆိုရင်တော့ what do you like what do you like เนี่ย what would you like เนี่ยမတူလုံးဝမတူ what do you like ဆိုရင်မင်းဘာကြိုက်လဲ what would you like ဆိုရင်တော့မင်းဟာဘာမှားခြင်းလဲဘာစားခြင်းလဲဘာတောက်ခြင်းလဲအဲ့လိုပြောရအောင်เนาะဟုတ်ပြီ any drinks first any drinks first အဲအရင်ဆုံးတောက်ဆက်တစ်ခုခုယူမလားလို့ပြောရအောင်เนาะ any drinks first how would you like it cooked how would you like it cooked ဘယ်လိုမျိုးဟလာ ဟိုချက်ပေးရမလဲပေါ့ steak ဒီပိုင်းမာလိုက်တယ်ဆိုရင် how would you like it cooked အဲ့မှာ rare or well done အဲ့ဆိုရင်သူကမကြက်တကြက်လားဒါမှမဟုတ်လုံးဝအောင်ကြက်နေအောင်กินမလားအဲ့လိုပြောချင်တာဟုတ်လားမကြက်တကြက်လားဒါမှမဟုတ်လုံးဝကြက်နေအောင်လားအဲ့လိုပြောချင်တာ rare or well done အဲ့ဆိုရင်ဘယ်လိုချက်မှာလဲဆိုရင် how would you like it cooked rare or well done အဲမကြက်တကြက်လားဒါမှမဟုတ်လုံးဝအကြက်လားပေါ့နော် spicy or mild spicy ဆိုရင်ဆက်မလားဒါမှမဟုတ် all mild mild နည်းနည်းအဆက် short မလားပေါ့နော် spicy or mild still or sparkling water ရိုးရိုးတာမန်ရေလားဒါမှမဟုတ် gas ပါတဲ့ရေလားပေါ့ sparkling water gas ပါတဲ့ရေလား do you need anything else do you need anything else အနောက်ထပ်တခုခုမလိုသေးလဲပေါ့အဲ့လိုပြောချင်တာ how's the food အစားတော့ကဘလို့လဲစားကောင်းလားအဲ့ဆိုရင် how's the food အဲ့လိုမေးနော် clear this plate အဲ့သူကလာပကံစားပြီးသွားပြီဆိုရင်ကွာဒီပကံများကိုသူတို့စပွဲပေါ်မှာရှုပ်နေမှာဆိုလို့ဒါလေးကိုတင်ပေးရမှာဒီပကံများကိုတင်လိုက်ရမလား clear this plate ဒါမှမဟုတ်သူကအဲ့ထဲမှာအစားတောက်တဲ့အနေနဲ့ကြမ်းနေရဲဆိုရင် stay working on this ဒါလေးကစားနေတော့ရှိသေးရလားအဲ့ဆိုရင်ဒါလေးကစားနေတော့ရှိသေးရလားဆိုရင် still working on this လို့ပြောရအောင်နော် let me fix that ကိုကမှားလိုက်တယ်မှားလိုက်လို့ကိုစားလိုက်တဲ့အစားအစာအရင်ငန်သွားတယ်ဆိုရင်သူ့ငန်တဲ့အကြောင်းပြောပြောတဲ့ခါမှာသူက waiter ဘယ်လိုပြန်ပြောမလဲဆိုရင် let me fix that အပြန်ပြီးပြန်ပေးပါမယ်ပေါ့နော်အဲ့လိုပြောချင်တာ let me fix that sorry for the wait ဟလာအဲနည်းနည်းကြာသွားတယ်ပေါ့နော်နည်းနည်းကြာသွားတယ်ဆိုရင်ကိုကဘယ်လိုပြောမလဲဆိုရင် sorry for the wait နည်းနည်းကြာသွားတယ်စောင့်စောင့်စောင့်ရတဲ့အတွက်တောင်းပန်ပါတယ်ပေါ့ဟုတ်ပြီပို့ပြီးမှတ်မိတော့နောက်တစ်ခါလောက်ဆိုကြအောင်နော် Ready to order? What would you like? Any drinks first? How would you like it cooked? Rare or well done? Spicy or mild? Still or sparkling water? Do you need anything else? How's the food? Clear this plate? Still working on this? Let me fix that. Sorry for the wait. And now let me tell you my no. So, ကျွန်တော်မှာတိုက်ခန်းတခန်းရှိသည်ဒီမှာလဲမှားရှိသည်ဒီမှာလဲမှားရှိသည်ဒါမှမတူအပွားဝကြကြတော့ဇပွဲပေါ်မှာစာအုပ်တအုပ်ရှိသည်ဆိုတာတနေရာရာမှာတစ်ခုခုရှိတာကိုပြောတာအဲ့လိုမျိုးတနေရာမှာတစ်ခုခုရှိတယ်ဆိုရင် there is there are နဲ့ရေးပေးရတယ်နော် စာအုပ်တအုပ်ဆိုတော့ဒါ there is သုံးပေးမှာပေါ့နော်အဲအများဆိုရင်တော့ there are ပေါ့အဲ့ဆိုရင် there is there is စာအုပ်တအုပ်ဆိုတော့ a book there is a book there is a book စပွဲပေါ်မှာဆို on the table on the table အဲ့လိုမျိုးပေါ့နော်တနေရာရာမှာ တခုခုရှီချောင်းပြောရဲဆိုရင် there is there နဲ့ရေးပြရတယ်နော်ဟုတ်ပြီအောက်ကဝကြကြည့်ကြကျွန်တော်မှာတိုက်ခန်းတစ်ခန်းရှိသည်ဒါကြတော့ကျွန်တော်မှာရှိတာကိုယ့်ရဲ့ပိုင်ဆိုင်မှုကိုပြောပြောချင်တာပေါ့နော်ကိုယ့်ကိုပိုင်ဆိုင်မှုကိုယ့်ရဲ့ပိုင်ဆိုင်မှုကိုပြောချင်တယ်ဆိုရင်တော့ဒါနဲ့ရေးပြရလဲဆိုရင် has have hat ပေါ့နော်အဲ့မှာကျွန်တော်ဆိုတော့ i i ဆိုတော့ hv have ပေါ့နော် i have ကျွန်တော်မှာရှိတယ်ကျွန်တော်မှာရှိပါရှိတော့တက်ခန့်တက်ခန့်အဲဆိုရင် an apartment a p a r t m e n t apartment အဲ့လိုမျိုးပေါ့နော်ပိုင်ဆိုင်မှုပြရှိတယ်ဆိုရင် has have had တုံးပြရတယ်အဲ့ကြတော့အမှတ်ထားအမှားတနေရာရာမှာရှိတယ်ဆိုရင် there is ဒါမှမဟုတ် there are ပြန်ပါလာပါလေနာဒါဆိုရင် there is ပေါ့နော် အများဆိုရင် there are ပြီးပါလားဆိုရင် place နေရာပြပေါ့အဲ့လိုမျိုးပေါ့နော်တနေရာမှာတစ်ခုခုရှိချောင်းပြောရဲဆိုရင် there is there နဲ့ရေးပြရတယ် there is there now နေရာပြဖို့ဒါကပါလဲဆိုရင် တနေရာမှာတနေရာမှာရှိတာကိုပြောနော်တနေရာမှာတစ်ခုခုရှိတာကိုပြောတာကိုယ့်ရဲ့ပိုင်ဆိုင်မှုရှိချောင်းကိုပြောချင်တယ်ဆိုရင်တော့ဟလာ has have had verb to have เนาะဒါတော့ subject လာမယ်ပြီးပါလာမယ်ဆိုရင် verb to have ပြီးရင်ကိုပိုင်ဆိုင်တဲ့အရာပေါ့เนาะအဲ့ဒါကြတော့ဘာဘလို့အခြေအနေမျိုးမှာတောင်းလဲဆိုရင်ပိုင်ဆိုင်မှုရှိကြအောင်ပြောတဲ့ခါမျိုးမှာတောင်းပိုင်ဆိုင်မှုရှိကြအောင်ဆိုရင်ပိုင်ဆိုင်မှုရှိကြအောင်ပြောခြင်းဒီလိုပုံစံမျိုးပြောပြရမယ်တနည်းအားဖြင့်တစ်ခုခုရှိကြအောင်ပြောခြင်း there is ရာနဲ့ပြောပြရမယ် အဲဒါလေးမှားတယ်လို့နော် အခုမှစလေးလာတယ်လို့ဆိုရင်ဒါလေးကဒီလိုမျိုးမှတ်မထိုင်ရောတတ်လို့ဘောကြတဲ့ကြောင်းပြောပြမယ်အဲ့ဒါကိုအင်္ဂလိပ်လိုဘယ်လိုပြောလဲ comment မှာရေးကြည့်ပါနော်အတန်ထဲမှာចောင်းသား10ယောက်ရှိတယ်အဆိုရင်ဘာနဲ့ရေးရမလဲဒါနဲ့ရေးရမလားဒါနဲ့ရေးရမလား comment မှာအင်္ဂလိပ်လိုရေးပြပါနော်အဲဒီနေ့တော့ဒီလောက်ပါပဲ that's all for today thanks for watching bye bye